ိုယ့်ရဲ့တက်ပုံမလှနေရလေးတခုတည်းနဲ့ကိုယ့်ရဲ့ visa ဟာ reject ဖြစ်သွားနိုင်လေဆိုတာကိုသိပြီးသားပြီလား visa တင်တဲ့အခါမှာဆိုလို့ရှိရင်တက်ပုံတွေကကိုယ့်ရဲ့ဒုတိယမျက်နှာပဲဖြစ်ပါတယ်အဲ့ဒီတော့ visa တင်တဲ့အခါမှာကိုကဖြစ်ကလက်စံ make up မပြင်း accessory မရှိအလားအပါမပြင်ထားဘဲနဲ့ဇပင်ကြီးကိုနောက်ကိုတန်းစီပြီးတော့ရိုက်ထားတဲ့ပုံနဲ့အခုလိုမျိုးလှပပြီးတော့ကြော်ရှင်းသွားအောင်ရိုက်ထားတဲ့ပုံနဲ့တင်မယ်ဆိုရင်ဘယ်တက်ပုံကကိုယ့်အတွက် visa မှာအသာချက်ရှိလဲဆိုတာကိုသိပြီးသွားပြီလား ဗီဇာတင်တဲ့အခါမှာဆိုလို့ရှင်ဓာတ်ပုံတွေကတိတ်ကိုအရေးကြီးပါတယ်။ဆံယုံတွေကကိုယ့်ကိုဘသူဘဝဖြစ်ချောင်းဆိုတာကိုဓာတ်ပုံတွေပဲကြည့်ပြီးတော့ကိုယ့်ရဲ့ impression ကိုလည်းဆုံးဖြတ်တာဖြစ်တဲ့အတွက်တန်ယုံတိုင်းတန်ယုံတိုင်းမှာလိုအပ်တဲ့ဓာတ်ပုံ requirement တွေကိုလိုက်နာမှာအပြင်ကိုကိုကိုယ်တိုင်ကလည်းဗီဇာတင်တဲ့အခါချင်းလှလှပပလေးဖြစ်နေအောင်ပြင်ဆင်ထားပြီးတော့မှအစဉ်သင့်ရိုက်ဖို့လိုပါတယ်။တန်ယုံအများစုကဗီဇာတင်တဲ့ passport size photo တွေကို retouch လုပ်တာ edit လုပ်တာလုံးဝမကြိုက်ပါဘူး။အဲ့ဒီတော့ကိုက နဂို original တိုင်းခဏနေအောင်အလှပြင်ပြီးတော့မှဓာတ်ပုံရိုက်မယ်ဆိုလို့ရှိရင်ယောက်ျားလေးဆိုလို့ရှိရင်တက်တက်ရဲရဲဝစ်စာဆင်ရင်ပြီးတော့မှရိုက်မယ်ဆိုရင်ကိုယ့်ရဲ့ visa application တွေကပို့ပြီးတော့အသာမှုရှိမှာဖြစ်ပါတယ်ရှင်ဥပမာကိုကတင်ထားတဲ့ visa မှာတော့ကိုကတော့လုပ်ငန်းတွေပြထားတယ်လုပ်ငန်းပိုင်ရှင်တွေဖြစ်ကြောင်းကိုပြထားပေမဲ့ဓာတ်ပုံကိုပြီးစွလွေရိုက်ပြီးတင်တယ်ဆိုလို့ရှိရင် ကိုရဲ့ visa application ကအတားမှုမရှိနိုင်ပါဘူးအဲ့ဒီတော့ကိုပြင်ဆင်ပြင်ပြတဲ့ status နဲ့ profile နဲ့ရှင်ညီအောင်ဓာတ်ပုံကိုလည်းရိုက်တက်ဖို့လိုပါတယ် visa application တွေမှာဓာတ်ပုံကအရင်အရေးကြီးတာဘို့လို့အခုကစပြီးအားလုံးပဲဓာတ်ပုံဘလို့ရိုက်လဲဆိုတာကိုပြင်ဆင်လိုက်ကြအောင်เนาะဒါကတော့ visa ရှောက်ဖို့စ조사နေတဲ့သူတွေအတွက်အရေးကြီးတဲ့နံပါတ်၁ပြင်ဆင်ရမယ့်အချက်လေးတစ်ချက်ဖြစ်ပါတယ်ရှင်အားလုံးပဲအဆင်ပြေပြေနဲ့ခီးတွေအများကြီးသွားနိုင်ကြပါစေရှင်အဲ့ဒီစားပါ